မှာတော့ကျွန်တော်ဟာဒီအတစ်လောက်ထားတဲ့ pin lucky win နဲ့မိတ်ဆက်ပေးမှာနော်ဒီ boss ကဘာ boss လဲဆိုတော့အာအရင်တော့ကျွန်တော်လုတ်ခဲ့တဲ့လိုမျိုး website တွေလိုမျိုးအာပတ်စံရှာတဲ့ဟာပဲပေါ့နော်ဒါပေမဲ့ဒီကောင်ကကြတော့ပတ်စံနဲ့နဲ့ထည့်ရတယ်ပေါ့နော်။လောက်ပြောရလို့ရှိရင်ဒီဟိုအဝိုင်းကလေးလဲတဲ့ဟာလीတည်ရမလား။အာကန်ဆန်းနဲ့အဝိုင်းကလေးလဲတဲ့ဟာ lucky win lucky wee ပေါ့နော်အဲ့လိုပုံစံမျိုးကိုမှ အာကျွန်တော်က Telegram version ပြောင်းထားတာပေါ့နော်အဲ့တော့ဒါကိုစော့မယ်ဆိုလို့ရှိရင်ဒီမှာရေးထားတဲ့စာလေးတင်ချပတ်နော်ဒီမှာရေးထားစာလေးကိုတင်ချပတ်လောင်ကစားဘွားမဟုတ်ဘူးဘွားမဟုတ်တဲ့လောင်ကစားကြောင့်ဘွားမဖြစ်စေနဲ့အဲ့တော့နည်းနည်းချင်းစီပဲထည့်ပြီးတော့စော့ကြပါဗျာနော်ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်ချပေးထားတဲ့ link ကနေနှိပ်လိုက်မယ်ပေါ့ဗျာ link ကနေနှိပ်ဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီနေရာပဲပြန်ရောက်တာ okay ကျွန်တော်တို့ start လုပ်လိုက်မယ်ပေါ့ကျွန်တော် start လုပ်လိုက်တယ်ဆိုလို့ရှိရင်သူက ဘာပြောလာမလဲဆိုတော့ဒီလိုမျိုးဟာဒီလိုလေးတခုပို့လာတယ်ဗောနော်ဒါဆိုလို့ချင်းကျွန်တော်တို့ကအကောင့်ပွင့် bonus တရားချာထည့်ထည့်တွင်ပြီးပါတယ်ကျွန်တော်တို့စစ်ကြည့်လိုက်မယ်ဗောဒီမှာဒါဆိုလို့ချင်းကျွန်တော်တို့တထောင်ဒါကတော့ bonus ပေါ့နော်အစတန်လောက်လိုက်တာနဲ့ကျွန်တော်တို့ကအကောင့်ပွင့် bonus တထောင်ချက်ရတော့မယ်ဗောနော်ဒါဆိုရင်ဒါကိုကျွန်တော်တို့ဘယ်လိုဆော့မလဲဆိုတော့အာဆော့တော့မပြောခင်မှာတခြားဟာတွေပြောပြမယ် top ကိုနှိပ်လိုက်တယ်ဆိုရင်ဒါ top 5 user ပေါ့ဒါကတော့ကျွန်တော်လုပ်တဲ့ system တိုင်းမှာဒီစနစ်ကပါတယ်ဒါကြောင့် top 5 user ဒီကောင်ဟိုဖြစ်နေပါတော့ဒီကောင်ကတော့ထိတ်ဆုံးကျွန်တော်တို့ထိတ်ဆုံးပါတော့ကျွန်တော်ကတော့အမျိုးမျိုးစမ်းထားတာဆိုတော့လောလောဆယ်မှာတော့ဒီမှာ A မှာဆိုရဲတယောက်ကတော့8000ရှိရေပေါ့နော်8000ကျော်နောက်ပြီးတော့ဒီနာမည်ရှိင်းတဲ့တယောက်ဘယ်သူလဲမသိဘူး9500ရှိရေဆိုတော့လောဆယ်ဒီ9ယောက်ကတော့ထိတ်ဆုံးရောက်နေတဲ့လူတွေပေါ့ ဒါဆိုလို့ချင်းကျွန်တော်တို့ပတ်စံထုတ်မှဆိုဘလို့ထုတ်မလဲဆိုတော့ဒီမှာ withdraw ဆိုတာရှိရဒီကောင်လေးကိုနှိပ်လိုက်ဆိုတော့သူအစင်းစင်းနဲ့သူထုတ်သွားရုံပဲအာပတ်စံထည့်မယ်ဆိုတော့ဘလို့ဘလို့ထည့်မလဲဆိုတော့ဒီမှာ deposit ဆိုတာရှိရဒီကောင်ကနေမှာပတ်စံထည့်ရမှာပေါ့နော်သူကကြတော့အာအများဆုံးမှ2000ပဲထည့်ရမှာပေါ့နော်အများဆုံးမှ2000ပဲထည့်ရမှာကျွန်တော်တို့ step ပြန်လုပ်လိုက်အောင်မယ်နော်တော့အများဆုံး2000အော်အများဆုံး2000နဲ့2000ကအနည်းဆုံးပေါ့နော်2000ကအနည်းဆုံးပဲထည့်ရမှာဆိုတော့ ီမှာပြောထားတဲ့အတိုင်းပဲပတ်ဆိုင်နေအများကြီးကိုကအများကြီးထည့်ပြီးတော့လောင်းစရာမလိုဘူးပေါ့နော်နှစ်ထောင်ထည့်ရမယ်နှစ်ထောင်ထည့်တိုင်းတော့ရပြီတကယ်ပေါ်ကိုကပတ်ဆိုင်မထည့်ဘူးပတ်ဆိုင်မထည့်သေးဘူးဆိုလို့ရှိရင်လေဒီမှာသူရဲ့ account point bonus တထောင်ကနေပြီးတော့မှကိုကကန်ကောင်းရင်ကောင်းလို့လို့ပွားလာနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်စမ်းကြည့်လိုက်ရအောင်ကျွန်တော်ဆော့မယ်ဆိုလို့ရှိရင်တော့ဒီမှာ lucky wheel ကိုနှိပ်လိုက် lucky wheel ကိုနှိပ်လိုက်တယ်ဆိုရင်သူကအဲ့လိုတစ်ကြိမ်လေမှာခဏလောက်စောင့်ပေးလိုက်ဆိုကျွန်တော်ကြာမယ်နံပါတ်ပေါ့။အော်ဒါဆိုကျွန်တော်900ရခဲ့ပြီပေါ့။ကျွန်တော်အကောင့်ပြန်ဆက်ကြည့်လိုက်မယ်။ 1200ဘာလို့ဆိုဒီလိုတစ်ကြိမ်လဲတဲ့ဟာကိုသူက900ဖြတ်သွားတယ်ပေါ့နော်တော့ကျွန်တော်200မြတ်ခဲ့တယ်ပေါ့ okay ဒီမှာ refer ကိုနှိပ်မယ်ဆိုလို့ရှင်တော့ဒါကကျွန်တော်တို့ရဲ့ referral link ပေါ့ဒီမှာဒီ link ကနေပြီးတော့တငယ်ချင်းတယောက်ယောက်ကိုပေးလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီအာတငယ်ချင်းကဒီ link ကနေမှ start လုပ်တယ်ဆိုလို့ရှင်ကျွန်တော်တို့အတွက်ကိုအာ refer bonus 100ကျပ်ရမယ်ပေါ့ဒါဆို100ယောက်ဆိုလို့ရှင်ကျွန်တော်တို့မှာ1000ဖြစ်သွားရပေါ့နော် okay အဲ့တော့ ျွန်တော် နောက်ထပ်ထပ်ပြီးလှည့်လိုက်မယ်တစ်ချက်နှစ်ချက်ဒီလိုနှစ်ခါသုံးခါဆက်တိုက်လဲလှည့်လို့ရတယ်เนาะသူကပတ်စံရှင်ရှိတို့လှည့်လို့ရပါဗျာကျွန်တော်400ရရတယ်နောက်တစ်ခေါက်လှည့်တယ်900ရရတယ်โอเคစော့တာတော့ဒါပဲအာကျွန်တော်တို့တကယ်လို့ဗောနော်တစ်ခုခုကိုပြန်စချင်တယ်ဆိုလို့ရှင်ဒီမှာ stack ကိုနှိပ်လိုက် stack ကိုနှိပ်လိုက်တယ်ဆိုသူကအကုန်လုံး refact ပြန်ဖြစ်သွားရေဗောနော်ဒါကတော့ ပတ်စံကိုအကောင့်ဖွင့်တာဖြစ်တဲ့အတွက်ကြောင့်တထောင်ကျပ်ထည့်ပေးရပါတော့လက်ရှိမှာတော့ထည့်ပေးမှာမဟုတ်ခုနတခါထည့်ပေးထားရဆိုတော့လေဒီမှာနော်1100ကျပ်ကျွန်တော်မှာရှိနေအဲ့တော့ခုနက refer ခုနကကျွန်တော် step ဖွင့်ထားတဲ့ဟာတထောင်ရတယ်နောက်ပြီးရခါကြလို့ရှင်ကျွန်တော်ဒီမှာဆော့တဲ့တရတရာမြတ်တယ်ပေါ့နော်ဒါဆို1100ရှိပြီပေါ့နော်အငွေထုတ်တာကြာ withdraw နေလိုက် withdraw နေလိုက်တယ်ဆိုလို့ရှင်ဒီမှာလက်ကြံငွေနေနေပေါ့နော်အာပမာဏပြည့်ရအောင်ထုတ်လို့ရရပါဗျာ အဲဒီတော့ငွေထည့်မယ်ဆိုရင် deposit ကိုနှိပ်အာ deposit ကိုနှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ K pay လောက်ဝက်ပေးလောက်တခုခုရွေးလိုက်ဝက်ပေးပေါ့နော်အာ K pay ပေါ့ဒါဆိုလို့ကျွန်တော်တို့ဒီမှာအနည်းဆုံးကတော့2000ချက်ဖြစ်တယ်ကျွန်တော်2000ထည့်မယ်ခု10000 1000 2000ပြီးသွားရင်စက်နေလိုက်2000ဆိုလို့ရှိရင်ဒီဖုန်းနံပါတ်ကိုလဲလွှဲပေးရမှာပေါ့နော်ဒါမှအထက်ပါဖုန်းနံပါတ်တို့ငွေလွှဲပမာဏ2000ချက်အဲဒီမှာကိုယ့်ရဲ့ဟိုဟာနာမည်ပေါ့နော် ိုရဲ့ Telegram နာမည်ကိုအာကိုကဖုန်းနံပါတ်လွဲတဲ့ဟုတ်ပါဘူးပတ်စံလွဲတဲ့ရှိမှာပေါ့နော် GPay ပဲဖြစ်ဖြစ်ဝက်ပေးမှာပဲဖြစ်ဖြစ်ပတ်စံလွဲတဲ့ချိန်မှာကိုရဲ့ note ပေါ့နော်မှတ်ချက်နေရာမှာကိုရဲ့ Telegram နာမည်လေးကိုရေးပေးရမှာလေဒါကြောင့်မှဒါမှပဲ admin ကအတည်ပြုနိုင်မှာပေါ့နော်အပြီးတော့အခါကျရင်ကျွန်တော်တို့ drone ကိုနှိပ်လိုက်ရုံပဲဒုံးကိုနှိပ်လိုက်ပြီဆိုရင်ငွေထည့်ထွန်းမှုတင်သွင်းခြင်းအောင်မြင်ပါလိမ့်တဲ့အတွင်းမှာဆက်စေးပြီးမိနစ်အနည်းငယ်အတွင်းတင်းအကောင့်တို့ပြန်ပို့ပေးပါမယ်။အာတကယ်လို့အခုကကျွန်တော်တကယ်ဖုန်းထဲမှာပတ်စံလွှဲပေးလိုက်တာမဟုတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။အာ ပတ်စံကတော့တကယ်ရောက်လာမှာမဟုတ်ဘူးပေါ့နော်။ Okay ကျွန်တော်ပတ်စံတကယ်လွှဲလိုက်ရပေါ့နော်။တကယ်လွှဲလိုက်တဲ့အတွက်ကြောင့်မလို့ဒီမှာဂုံယူပါတင်ပတ်စံအိတော့2000ချက်ဖြည့်တွင်းမှုအောင်ရင်ပါဒီဆိုပြီးတော့ပို့လာတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ထက်ဆော့လို့ရတယ်။ကျွန်တော် balance ကိုဆင်းလိုက်မယ်ဆိုရင်အခု2000ခုနက1100ဆိုတော့3000နဲ့100ဖြစ်မယ်ပေါ့နော်။အာကျွန်တော်စစ်ကြည့်လိုက်မယ် balance ဟုတ်တယ်နော်3000နဲ့100ဒါဆိုကျွန်တော်အများကြီးဆော့လို့ရပြီ။အော်ဒီလိုတစ်ချက်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 နှိပ်ထားလို့ရရတယ်။ဟုတ်လို့ပေါ့နော်။ဒါဆိုဒီလိုကျွန်တော်ထိုင်ကြည့်မှဟိုဖြစ်နေအောင်ပဲ ကျွန်တော်လုတ်ကြရှိရလုတ်နေမှာသူ့အဲ့လိုလိမ့်နှိပ်ပေးလိုက်ရုံပဲပေါ့နော်ဒါမှ600ရရတယ်900ရရတယ်ဟုတ်ဟုတ်1000ရရတယ်ရဩနေရိုင်းနေရပဲရတော့တယ်တော့တော့လောင်းကစားပေါ့ဗျာဒါပေမဲ့လည်းဒီအစအစပိုင်းမှာရေးထားတဲ့စာလိုပဲအာမိတ်ဆွေတို့နည်းနည်းပါလိချင်းချိန်ပြီးတော့စော့ကြပါတော့ဒါကတော့စာပါထိန်းချုပ်မှုမပါတဲ့အတွက်ကြောင့်မလို့ ဘာတောင်ဆာဗာထိန်းချုပ်မှုမပါဘူးလို့ပြောရလဲဆိုတော့ကျွန်တော်ကပြင်းတဲ့အတွက်ကြောင့်မလို့ဆာဗာတွေဘာကြီးတွားပြီးတော့မရေးတော့ဘူးဗျာတခါတည်း Telegram မှာပဲရေးထားလိုက်တာအဲ့ဒါကြောင့်မလို့ဆာဗာထိန်းချုပ်မှုမပါဘူးလို့ပြောနိုင်တာပေါ့နော်ဒါဘလို့တွားလဲဆိုတော့ random snippet နဲ့တွားတာအာ random snippet ဆိုတော့ကြာတော့အခုချိန်မှာတက်ကြရင်နောက်တစ်ခါမှာ6ကြိုင်ကြမယ်ဒါမှမဟုတ်10ကြိုင်ကြမယ်73 74 75ဒါမျိုးလေးဖြစ်ရင်ဖြစ်နိုင်တယ်ကျွန်တော်တို့ခံမှန်းလို့မရဘူးဗျာအဲ့တော့ဒါအာကျွန်တော်တို့ရဲ့ကန်တရားနဲ့ပဲစိုက်နေပေါ့နော် ကျွန်တော်တို့တထောင်ပေးတဲ့ဟာကိုနှစ်ခါနဲ့လဲ့ယုံနဲ့ကုန်သွားရတယ်ဖြစ်နိုင်တယ်။အာဒါမှမဟုတ်လဲအဲ့တထောင်ကနေပြီးတော့မှတထောင်နှစ်တောင်းထိပွားရတယ်ဖြစ်နိုင်တယ်။ဒါကတော့ကိုယ့်ရဲ့ကံတရားပေါ်မှာမူတည်ရေပေါ့နော်။အာဒါပေမဲ့အပစံထည့်ပြီးစောတဲ့အခါမှာကျွန်တော်တို့2000 3000 4000 5000အဲ့လောက်ပမာဏပဲထည့်ပြီးစောကြဖို့အကြံပြုချင်တယ်ပေါ့နော်တကယ်ဆိုလို့ရှင်တော့ဒီ box ကကျွန်တော်ဖန်တီးထားတာကျွန်တော်မှာပတ်စံနေပုံများလေးကောင်းလေးပါပဲဒါပေမဲ့လို့လဲအာမိတ်ဆွေတို့အနေနဲ့ ကျွန်တော်ပြောခဲ့တယ်လို့ပဲဒီမှာပေါ့နော်ဒီမှာပြောခဲ့တယ်လို့ပဲမိတ်ဆွေတို့အနေနဲ့ကိုပါကိုချင်းချိန်ပြီးစော့ကြပါဒါအပြင်းပြေကန်ဆန်းဖို့အတွက်ဒါကျွန်တော်လုပ်ပေးထားတာတကယ်စီးပွားရေးစနစ်ကြီးမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့အဲမိတ်ဆွေတို့အပြင်းပြေအနေနဲ့ပဲစော့ကြဖို့တိုက်တွန်းချင်တယ်အားလုံးကိုကျေးဇူးတင်တယ်ချန်နယ်လေးကို like subscribe လေးလုပ်ခဲ့